ပျော်ရယ်ဆိုရဲပြဿနာဟိုနှစ်ပေါင်း2500လောက်တုန်းကဟိမဝန္တာတောင်တန်းတွေကြားကတိုင်းပြည်တစ်ခုမှာဘယင်ကြီးတစ်ပါးရှိခဲ့တယ်။သူ့မိဖုရားကတောင်းမင်းလောင်မင်းလျက်လေးမွေးကနေပေါ့။မင်းသားလေးမမွေးငယ်တဲ့ကဘယင်ကြီးကဆုံးဖြတ်ပြီးသား။သူ့သားတော်ဟာတသက်လုံးဒုက္ခဆင်းရဲဆိုတာလုံးဝမကြုံစေရဘူး။လူအသည်များအယယာအကုန်ပြီးပြည့်စုံစေရမယ်ဟေ့ဆိုပြီးစဉ်းစားထားတယ်။ဘန်းတော်တဝင်းကိုလည်းမင်းသားလေးထွက်လို့မရအောင်တတိုင်းတွေကာလိုက်တယ်။ မင်းသားလေးလိုလီသေးမရှိပြည့်စုံအောင် အချွေရန်ပေါင်းစုံနဲ့ထားတယ်။ဒီလိုနဲ့ပဲလူဘဝရဲ့ဒဏ်တွေကိုမသိပဲမင်းသားလေးရဲ့ခလေးဘဝအုံဆုံးလာရောခလေးဘဝတစ်လျှောက်လုံးလိုလီသေးမရှိနေရပေမဲ့မင်းသားလေးကအသက်နည်းနည်းကြီးလာတော့တော်တော်ခါးသေးတဲ့လူတစ်ယောက်ဖြစ်လာတယ်။ဘလောက်ပဲပြည့်စုံပါစေမချေချမ်းနိုင်ဘူးပေါ့။ဒါနဲ့ပဲအရာရာအတိတ်ပဲမရှိ အနှစ်သာရမရှိတဲ့ဟာတွေဖြစ်လာရောပြဿနာကသူ့ဖေဘီရင်ကြီးဘာတွေပဲမေးမေးဘယ်တော့မှမလုံလောက်ဘူး။ ဘာအဓိပ္ပာယ်မှမရှိဘူးဆိုပြီးခံစားလာနေရတာ။တ냐ကြတော့မင်းသားလေးတတိုင်းအပြင်ဘက်ကိုခိုးထွက်ပါလေရော။အပြင်မှာဗာများတိထက်စိတ်လှုပ်ရှားစရာရှိမလဲပေါ့လေ။သူ့အစီကံတရားအကူညီနဲ့ရွာထဲကိုထွက်ကြည့်တယ်။အဲ့မှာရွာထဲမှာမြင်ရတာတွေကြောင့်မင်းသားလေးအထိတ်တလန့်ဖြစ်သွားတယ်။ဘဝမှာပထမဆုံးဒုက္ခဆင်းရဲဆိုတာကိုသူတွေ့လိုက်ရတယ်။နာကျင်အော်ဟစ်နေတဲ့သူတွေ။အိုမင်းရွတ်ွတ်နေတဲ့သူတွေ။နေစရာမရှိငတ်နေတဲ့သူတွေ။ ရှားနာနေတဲ့သူတွေဒီကနေ့ဖြစ်နေတဲ့သူတွေမင်းသားလေးနန်းတော်တွေကိုပြန်ရောက်တော့ကိုကိုကိုဝေခွဲမရဖြစ်လာရောသူမြင်ခဲ့ရတာတွေကိုဘယ်လိုလက်ခံရမလဲဆိုတော့မသိဘူးဖြစ်နေရပေါ့စိတ်ဓာတ်တွေကြပြီးမြင်မြင်သမျှပြဿနာရှာတော့တာပဲလူငယ်ပြပြနောက်ဆုံးတော့ငါဒီလိုဖြစ်ရတာငါအဖေချောက်ပဲဆိုပြီးကောက်ချက်ချလိုက်တယ်ဒီကြွယ်ဝချမ်းသာမှုတွေစည်းစိမ်တွေကြောင့်ဒီလိုဖြစ်တာဆိုပြီးသတ်မှတ်လိုက်တယ်နောက်ဆုံးမှာမင်းသားလေးကနန်းတော်တွေကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါလေ မင်းသားလေးကတကယ်ဖအေးတူသားသူ့မှာလည်းအကြံကြီးတစ်ခုနဲ့ဒီတိုင်းတော့ထွက်မပြေးဝေးငါမှရှိသမျှစီးစိမ်တွေဂုံပုတ်တွေအကုန်လွှစ်ပြစ်ပြီးလမ်းဘေးမှာဖြစ်တလို့နေပဲငတ်မယ်ပြက်မယ်မရှိရင်တောင်းစားမယ်ဒီလိုစဉ်းစားထားတာနောက်တညကျတော့မင်းသားလေးနန်းတော်တွေကထွက်ပြေးတယ်ဘယ်တော့မှမပြောင်းဘူးလို့ဆုံးဖြတ်တယ်လင်းနှစ်လုံးလုံးလမ်းဘေးမှာအလီလွင့်လို့နေပြီးလူအလွှာဟိုးအောက်ဆုံးအထီးဆင်းပြီးဒုက္ခတွေခံလိုက်တယ်သူထင်ထားသလိုပဲ ကြီးလိုက်တဲ့ဒုက္ခသိမလို့အောင်ဖြစ်တယ်။တခါတလေတရက်လုံးမှာဘဲတစ်စည်းလောက်ပဲစားရတဲ့အထိနောက်ထပ်နှစ်နှစ်နဲ့ထက်ကြသွားတယ်။တစ်နှစ်နှစ်နှစ်ထက်ကြဘာမှဖြစ်မလာဘူး။ဒီမှာမင်းသားလေးတစ်ခုခုကိုသဘောပေါက်စာပြုတ်လာတယ်။ဒုက္ခဆင်းရဲဆိုတာတကယ်ဆိုးပါလား။ငါသိချင်တဲ့အသိဉာဏ်တွေလည်းဘာမှရမလာဘူး။နဲ့နေတဲ့ပြေဝတဲ့နားလည်မှုတွေလည်းရောက်မလာဘူး။အခြားသူတွေအားလုံးသိတဲ့အရာကိုမင်းသားလေးအဲ့ဒီတော့မှသိသွားတာ။ ဒုက္ခဆင်းရဲဆိုတာတကယ်ကိုဆိုးတဲ့ဟာကြီးပါလားဆိုတာဘာမှလည်းနဲ့နဲ့အတိတ်ပဲပြောရတဲ့အရာလည်းမဟုတ်ပါလားချမ်းသာကြွယ်ဝသလိုပဲဆင်းရဲတာလည်းအတူတူပဲအတိတ်ပဲမရှိပဲဆင်းရဲစမ်းဟိချမ်းသာစမ်းကားဆိုပြီးကျူးစားနေုံနဲ့လေးနှမှုတွေရှိလာမှာမဟုတ်ဘူးဆိုတာနားလည်သွားတဲ့ဆိုပါစို့ငါလည်းငါဖေလိုပဲကြောင်တောင်တော့အတွေးခေါ်တွေကိုလိုက်လုံနေပါလားဒီလိုလုံနေတာရမှဆိုပြီးသဘောပေါက်သွားတယ်စိတ်တွေတော်တော်ရှုပ်သွားတဲ့မင်းသားလေးကအဲ့တော့မှသူ့ကိုယ်သူခြေကျော်တန့်ဆင်ပြီး မြစ်ကံပြီးအားတစ်ပင်ကြီးတစ်ပင်အောက်ကိုသွားတယ်။ဒီတစ်ပင်အောက်မှာငါထိုက်မယ်။စဉ်းစားမယ်။ငါလူချင်တဲ့အဖြေမရရဲ့မချအောင်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်။49ရက်တီတီမင်းသားလေးအဲ့ဒီအပင်အောက်မှာမလုံမရှက်ထိုင်ပြီးစဉ်းစားတယ်။အဲ့မှာနားလည်မှုညံ့တွေတော်တော်များများရရှိသွားတယ်။အဲ့ဒါတွေတည်းကတကူကဒီလိုဘဝဆိုတာကဒုက္ခတစ်မျိုးပဲ။ချမ်းသာတဲ့သူကလည်းချမ်းသာလို့ဒုက္ခတွေတွေ့ရတယ်လို့ဆင်းရဲသူကလည်းဆင်းရဲလို့ဒုက္ခတွေရောက်တယ်။ မိသားစုရှိသူကလည်းမိသားစုရှိလို့ဒုက္ခတွေရှိသလိုတကောင်ကျွတ်ကလည်းတကောင်နှဲမှုဒုက္ခတွေရှိတယ်။ตายံမှုတွေနောက်လိုက်သူတွေလည်းตายံမှုတွေကိုတက်မှတ်လို့ဒုက္ခဆင်းရဲရောက်သလိုตายံမှုတွေကိုရှောင်ရှားတဲ့သူကလည်းဒါတွေမရှိလို့ဒုက္ခရောက်ပြန်တယ်။ဒုက္ခဆင်းရဲမှန်သမျှအတူတူပဲလို့ပြောတာမဟုတ်ဘူးနော်။တချို့တွေကနည်းနည်းပူတက်တာတော့ရှိရပါဒါပေမဲ့အားလုံးဘဝဆိုတဲ့ဓာတ်ကိုခံရတာတော့အမှန်ပဲ။နှစ်တော်ကြတော့မင်းသားလေးက သူတွေ့ရှိတဲ့အတွေးခေါ်တွေကိုအလုံးနဲ့မျှဝေတင် जा ပေးတယ်။အဲ့အတွေးခေါ်တွေတဲ့ကအဓိကအကြဆုံးတစ်ခုကဒုက္ခဆင်းရဲဆုံးရှုံးမှုဆိုတာရှောင်လို့မရအောင်ဒီအရာတွေစီကနေထွက်ပြေးဖို့ကြိုးစားနေတာကိုရကြဆိုတဲ့အတွေးခေါ်ဖြစ်တယ်။ဒီမင်းသားလေးကတခြားသူမဟုတ်ဘုရားဖရာရှင်ကိုယ်တိုင်ပဲ။ကျွန်တော်တို့ရဲ့ခံယူချက်အယူအဆတော်တော်များများမှာဆွေးနေတဲ့ဆွေးတစ်ခုရှိတယ်။ပျော်ရွှင်ခြင်းဆိုတာနီးနဲ့စနစ်နဲ့ဖန်တီးယူလို့ရတဲ့ဆိုတဲ့ဆွေး ်ခြေချောင်းဝင်ဝင်ရအောင်ကြိုးစားသလိုခက်ခက်ခဲခဲလက်ကိုအယုတ်တခုပြီးအောင်ဆက်ရသလိုနန်းညွန်လက်ဆွဲနဲ့လိုင်းနာလှုပ်ယူလို့ရတယ်လို့ထင်ကြတယ်။ ace ကိုရအောင်လုပ်ရင်တော့ငါပြောမယ်။ why need to အောင်လိုက်နေရင်ငါပြောမယ်။ဇက်လိုလူမျိုးဖြစ်ပါငါပြောမယ်။စသဖြင့်ဒီအစွဲကမှတကယ်ပြဿနာအဆင့်ရွှေရွှင်မှုဆိုတာအဖြစ်ထုတ်လို့ရတဲ့ဥစ္စာတခုတသက်မဟုတ်။မကျေနပ်ချက်တွေခက်ခဲမှုတွေဆိုတာလူဘဝရဲ့မရှိမဖြစ်အစိတ်ပိုင်းတွေဖြစ်တယ်။ တည်ငြိမ်တဲ့ပျော်ရွှင်မှုအစ်စ်ကိုရဖို့ခက်ခဲခြင်းတွေဆိုတာရှိကိုရှိမှဖြစ်မယ်ဒီအတွေးခေါ်ကိုကျွန်တော်ညံမိသလောက်ပန်တာဝုန်းဝန်တစ်ခါကိုနမူနာထားပြီးတော့ရှင်းပြမယ်